ဒီနေ့မှာတော့မိကပဝင်ပစ္စည်းမျိုးတွေနဲ့ရှူရှူဆင့်ဆင့်လေးနဲ့တသားမိမိလေးတွေရဲ့အကြိုင်လူငယ်လုံးလေးတွေလုံမှာပဲဖြစ်ပါတယ်။ကဲမိမိတွေကတော့မိရဲ့ဘလော်လေးကိုစုံပြီးကြည့်ပြသွားကြပါအောင်ရှင်။ပြောင်းကုန်မှုတစ်ခွက်ကိုမိကစကားနဲ့ပေါ့နော်ဆက်ချလိုက်ပါမယ်ပြောင်းကုန်မှုတစ်ခွက်ကထမင်းစားစွန်းဆက်လျှောက်စွန်းနဲ့ညီမျှပါလေရှင် တကြားကိုထမင်းစားစွန်သုံးစွန်းသုံးထားပါတယ်။ပြီးရင်တော့စားလေးနှင်းငယ်လေးထည့်ပြီးတော့မှတမအောင်မှုရေးလိုက်ပါမယ်။နွားနို့ကိုချိန်ခွက်နဲ့တစ်ခွက်သုံးထားပါတယ်။ချိန်ခွက်တစ်ခွက်ကကြတော့ထမင်းစားစွန်16စွန်းနဲ့ညီမျှပါတယ်။ပြီးရင်တော့ဗနီလာအဆက်လေးကနှင်းငယ်လေးထည့်ပြီးတော့မှအားလုံးတမအောင် ပြန်မှုရေးလိုက်ပါမယ်။ဒဲဦးရဲကိုလောင်းထည့်ပြီးတော့မှမီးအေးလေးနဲ့လည်းစပြီးတော့ကြိုးပါမယ်။ ပြောင်းကုန်မုံရဲ့နွားနွေရဲ့ကိုမိအီးလေးနဲ့ပဲမနာတဲ့စတိုက်မှုပေးနေရပါတယ်။မှုပေးရင်းနဲ့ပဲပေါ့နော်။ပြောင်းကုန်မုံလေးတွေကစပြီးတော့မှခဲလာပါပြီ။ထောပတ်ကိုမိကထမင်းစားစွန်းတစ်စွန်းထည့်ပြီးတော့မှအလုံးတမသွားအောင်ရောပြီးတော့မှမှုပေးလိုက်ပါမယ်။ ုဆိုရင်တော့မုတ်သားလေးကခက်ခဲကြီးကြီးလေးဖြစ်နေပြီဆိုတော့မိကာဒဲဝန်လေးကိုရှာလိုက်ပါမယ်မုတ်သားလေးကိုလေးတောင်ပုံစံလေးတွင်းပြီးပြီးသားပြီဆိုရင်တော့ဓာလေးနဲ့ပေါ့နော်ဒီအလုံးဆိုင်လေးတွေညီသွားအောင်လို့မိကတော့ဒီအနေတော်လေးနှိဖြတ်ပြီးလိုက်ပါတယ်မုတ်သားလေးတွေပူနေတဲ့အချိန်မှာပဲဒီအလုံးလေးတွေကိုလုံးပြီးလိုက်ပါမယ်ပူနေတဲ့အချိန်မှာလုံးပြီးတာကပေါ့နော်ဒီအလုံးလုံးတဲ့အခါမှာပူပြီးတော့လွယ်ကူပါတယ် မုတ်သားတွေအေးသွားတဲ့အချိန်မှာလုံးမဲ့ဆိုရင်ဒီ novel လုံးလေးရပါဘောနော်ချော့ချော့မွတ်မွတ်လေးနဲ့တော့မဖြစ်ဘူးဘောနော်အဲကြောင့်မလို့ပူနေတဲ့အချိန်မှာပဲလုံးပေးပါခုဆိုရင်နူဂဲလုံးလေးလည်းအားလုံးလုံးပြီးသွားပြီဆိုတော့ဒါကတော့ချောကလက်မုန်လေးပဲဖြစ်ပါတယ်။မီကာချောကလက်မုန်လေးကိုအပေါ်ကနေပြီးတော့စကားလေးတွေကိုထည့်ပြီးတော့မှခါချပြီးတော့ဖြူပေးမှပဲဖြစ်ပါတယ်။ဒီနေရာမှာချောကလက်မုန်အစားနူးမုန်လေးကိုဖြူပေးလို့ရပါတယ်။ ပေါ့เนาะမိကိုယ်တိုင်လုပ်ထားတယ်။တသားမိမိလေးကြီးကြိုက်တယ်ပေါ့เนาะလိုခဲလုံးလေးပဲဖြစ်ပါလေရှင်။ နူခဲလုံးလေးတွေရဲ့အရသာအရင်ယူတော့မရှိဘူးစိတ်နဲ့တည်းမှပို့ပြီးတော့ပါတယ်ပေါ့နော်တသားမီမီလေးတွေစားမှဆိုတော့မိကတကြားကိုပုံမှန်လေးပဲထည့်ပေးထားပါပေါ့နော်တကယ်လို့ကိုကအချိုကြိုက်တယ်ဆိုရင်တော့တကြားကိုပို့ပြီးတော့ထည့်ပေးပါနေ့ဘလော်လေးကတော့ဒီမှာပဲဆုံးသက်လိုက်ပါမယ်အားလုံးပဲနောက်ဘလော်မှာပြန်လည်ဆုံးနေကြပါမယ်ရှင်အားလုံးပဲတတ